6ရက်4လ2025ဒီနေ့ကျွန်တော်ပြောပြပေးခြင်းနဲ့နိုင်ငံရေးစီထူခြားသတင်းလေးတွေတော့ရှိပါတယ်။ဒီနေ့ဗျာကျွန်တော်သတင်းလေးဖတ်နေရင်းနဲ့အဲဒီမှာခွန်ဘဲလုံးစရာသတင်းလေးနှစ်ခုတခါတည်းပေါ့တပြိုင်တည်းတက်အဲ့ဒါဘာလဲဆိုတော့ထိုင်းနိုင်ငံကလည်းငလင်ပေးတင်နေသွားတဲ့အဲ့ဒါပြည်သူလူထုအတွက်เนาะတိတ်ဆုံးသွားတဲ့ပြည်သူလူထုအတွက်ရော်ကျင်းငွေပေးမယ်လူတစ်ယောက်ကိုဘတ်18သိန်းပေးမယ်လို့သတင်းလေးတစ်ခုတက်လာတယ်။ဗမာငွေနဲ့တွက်ကြည့်ရင်တော့ဗမာငွေသိန်း2000ကျော်တာပေါ့ဗျာ2000မဲ့ထားမှတ်ရလွယ်အောင်2000မဲ့ထား အဲမြန်မာကဟလာဖက်ဆစ်စစ်တပ်ကဝန်ကြီးချုပ်ဂျပုမင်းအောင်နိုင်ကလည်းတည်ဆုံသွားတဲ့ပြည်သူလူထုအတွက်ရောချင်းငွေစဲသိမ်းပေးမယ်တဲ့ဆိုတော့ဟာမြန်မာတယောက်ကို100သိန်းမြန်မာ100ယောက်ကို300မြန်မာအယောက်တရာကို300မြန်မာအယောက်200ကို300မြန်မာအယောက်200အတွက်အစိုးရပါလို့ကိုကိုကိုပြောထားတဲ့ဖက်ဆစ်စစ်ကထုတ်သွင်းလိုက်တဲ့ငွေက300 သိန်း2000 10သိန်းမြန်မာရောက်မြတ်တော့ဆိုသိန်း2000ထိုင်းနိုင်ငံကငလျင်ဘေးတင်သွားတဲ့ပြည်သူလူထုတွေတယောက်စာအတွက်ကိုသိန်း2000မြန်မာနိုင်ငံသားအယောက်200ရဲ့အသက်ကထိုင်းနိုင်ငံသားတယောက်ရဲ့အသက်နဲ့သွားပြီးတော့ညီးနေတယ်ဒါတည်င်းတွေအရာသိရှိရတဲ့အရှိတရားပဲအဲ့ဒီလိုပြောလိုက်လို့တချို့ကပီးကဖက်ပြန်ပြောလိုက်မယ် ဟာငါတို့ဘဘနော်ဖက်ဆစ်စစ်တပ်ကမင်းအွန်လိုင်းကပေးသေးတယ်မင်းတို့အန်ယူဂျီကပေးသလားဆိုတော့ကျွန်တော်ထပ်ပြောပါမယ်ငလင်ပေးပြပြဆိုတဲ့အချိန်မှာမင်းအွန်လိုင်းကနိုင်ငံတကာကိုခွတ်ဆခောက်တယ်ကူညီပေးကြပါဘူးအဲ့တော့အိန္ဒိယမလေးရှားတရုတ်အာစင်ကာပူထိုင်းဗီယက်နမ်ဒီနိုင်ငံတွေလာကူတယ်ပေါ့ဗျာလာကူကြတယ်လာကူကြတဲ့အချိန်မှာအာလုံအားဌာနဖြူကြရတဲ့သူတွေရှိတယ် ပြီးတော့ခုနပြောတဲ့ဒီရိတ်ခါတွေပေါ့စားတဲ့ရိတ်ခါတွေတည်လာကြတဲ့သူတွေရှိတယ်။ဒါတွေမကဘူးငွေကြေးထောက်ပံ့မှုပေါ့နော်ငွေကြေးထောက်ပံ့မှုလည်းလုပ်ကြတယ်။အဲ့နိုင်ငံတွေကကျွန်တော်ခုနကရွတ်ပြတဲ့အိန္ဒိယတရုတ်ထိုင်းဗီယက်နမ်မလေးရှားစင်ကာပူနိုင်ငံတွေကရတဲ့ငွေကြေးထောက်ပံ့မှုကိုကျွန်တော်မပြောဘူးယူလိုက်မင်းတို့ယူလိုက်ယူထိုင်ဝမ် မြန်မာပြည်ကလက်မခံလို့ပြန်သွားရပါဆိုရဲထိုင်ဝမ်ဒေါ်လာ10သန်းထားခဲ့ဒေါ်လာ10သန်းမြန်မာပြည်မှာငလျင်ဘေးသင့်ပြီးတည်ဆုံးသွားတဲ့လူဦးရေ3000ကျော်တယ်3000နဲ့ပဲတွက်ပြ3000နဲ့ပဲတွက်3000ထိုင်ဝမ်ကရတဲ့ဒေါ်လာ10သန်းကယ်ကူလေတာထုတ်လိုက်10သန်းလို့ရိုက်လိုက်ပြီးတော့အစားအစားဆိုရဲလက္ခဏာလေးကိုနှိပ်လိုက်ပြီးရင်လူဦးရေ3000နဲ့စားကြည့်လိုက် လူတစ်ယောက်ကိုဒေါ်လာ3000ကျော်ရတယ်3000ပဲတွက်ပါအောင်တန်မိုးတင်ကျင်ဗမာချက်ငွေ350ဝန်းကျင်ရမှာဖြစ်တယ်တခြားနိုင်ငံကလူရန်နိုင်မပြောသေးဘူးလို့ငလင်ဘေးတွက်3000ရလို့ဟုတ်တယ်3000ရလို့ပြောလို့ရတယ်ငလင်လုပ်တယ်ဗျာဒီအစိုးရကမရှိဘူးဆိုရင်ပြောတာဘယ်အစိုးရမှမရှိနဲ့အန်ယူဂျီလည်းမရှိနဲ့ဖက်ဆက်စက်တက်လည်းမရှိနဲ့ငလင်လုပ်တယ် နိုင်ငံနိုင်ငံတကာလာကူတယ်ဟဟလားအကူညီရေးကေဇေးရေးမလုပ်ဘူးဗျာလူသေးသွားတယ်ဗျာအခု၄00 4000တေးတယ်ဗျာထိုင်ဝမ်ကပေးမယ်မလေးရှားပေးမယ်စင်ကာပူကပေးမယ်အိန္ဒိယပေးမယ်တရုတ်ကပေးမယ်ဗီယက်နမ်ကပေးမယ်ထိုင်းကပေးမယ်အဲရရပတ်စံနေဘာမှမလုပ်နဲ့နော်လူတယောက်ချင်းစီတေးသွားတဲ့လူကိုပဲအချိုးကျခွဲဝေပေးဘယ်လောက်ရမလို့ယူဆတယ်လဲပြောချင်နေရပါလဲဖတ်စစ်စစ်တက်ဟာဖခိုး တခိုးကမှဘလို့ခိုးလဲလူအသက်တွေကိုနင်းပြီးတော့ကိုခိုးတာနိုင်ငံတကာကိုခွက်ခောက်ပြီးတော့ရလာတဲ့ပတ်စံကိုပြည်သူလူထုငလျင်ထန်သိမ့်တဲ့နေရာကိုမသုံးမဲနဲ့ဆယ်သိန်းနဲ့ဗျထိုင်းနိုင်ငံသားတယောက်က3000ကျော်ကျော်ချင်းကိုရရခင်မှာမြန်မာနိုင်ငံသားတယောက်ကဆယ်သိန်းနဲ့သူစိုက်ထုတ်ပေးရတာဆိုတော့မဟုတ်ဘူးနိုင်ငံတကာထောက်ပံ့ငွေတွေရှိတယ် ထိုင်ဝမ်တခုတွေကထောက်မထားရငွေကိုအချိုးကျပြန်ခွဲပေးမယ်ဆိုရင်တော့တရက်ကို350ဝန်းကျင်ပေးလို့ရပါတယ်နော်မပေးတာစေတနာမရှိတာပေးစေချင်တာပြည်သူလူထုကိုအဲ့ဒါဖတ်စစ်စစ်တဲ့ဒါပဲလေအဲ့တော့ငလင်ကယ်ဆယ်ရေးအတွက်အသက်ရော်ကြီးအတွက်ထိထိရောက်ရောက်တာမသုံးတာပြည်သူလူထုအတွက်ထိထိရောက်တာမသုံးတာပြည်သူလူထုရဲ့အသက်တွေအိုးအိမ်တွေစီးစိမ်တွေကာကွယ်ဖို့ကယ်ဆယ်ဖို့ကုညီဖို့အတွက်တာထိထိရောက်ရောက်တာမသုံးတာ ငလင်းစဖြစ်တဲ့နေ့ကနေဒီနေ့ဒီချိန်ထိဘုံကျဲတဲ့ရက်တရားဘုံမကျဲတဲ့ရက်မရှိပါဘူးဒီနေ့မနက်နောင်ချိုတောင်ခန်းကျေးရွာမှာပါရာမော်တာနဲ့မနက်ပိုင်းဘုံကျဲသွားတယ်နေ့လယ်ပိုင်းမှာဓာတုဘုံကျဲသွားတယ်မနေ့ကဒီရက်နဲ့လေထိန်းချုပ်ထားတဲ့မိုးကုတ်မြို့မှာဘုံကျဲတိုက်ခိုက်သွားတယ်အဲတိုက်ပွဲမဖြစ်ဘူးနော် တိုက်ပွဲဖြစ်လို့ဘုံကျဲတာမဟုတ်ဘူးပြည်သူလူထုပဲရှိတဲ့အချိန်တိုက်ပွဲမရှိတဲ့အချိန်မှာရိုးရိုးသားသားနဲ့ဖက်ဆစ်စစ်တပ်ကတေးသေးချင်းလို့ပြည်သူလူထုရဲ့ခေါင်းပေါ်ကိုဘုံကျဲချနေတာကလက်ရှိကျွန်တော်တို့နိုင်ငံရဲ့အရှိတရားပဲဖြစ်တယ်ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေငလျင်ဘေးကြုံခဲ့ရတယ်ရေဘေးကြုံခဲ့ရတယ်မီးဘေးကြုံခဲ့ရတယ်ကိုဗစ်ဘေးကြုံခဲ့ရတယ် ဲ့လိုဘေးအန္တရာယ်တွေကြုံခဲ့ရတဲ့ဖြစ်စဉ်တိုင်းမှာမြန်မာနိုင်ငံဆိုလာရှိနေတဲ့ကဘာဆိုလာရှိနေတဲ့တဘာဝဘေးအန္တရာယ်ရှိမှာပဲ။ကွာဝါတာပါလေ။အဲ့လိုဘေးအန္တရာယ်ကြုံရတဲ့အခါမှာအဲ့ဒီပြဿနာကိုကင်တွယ်ဖြေရှင်းနိုင်တဲ့စီမံခန့်ခွဲမှုကောင်းတဲ့အစိုးရရှိခြင်းမရှိခြင်းရဲ့လုတ်ပေးကင်ပေးခြင်းစိရှိတဲ့ပြည်သူလူထုပေါ်မှာ စေတနာရှိတဲ့အစိုးရရှိခြင်းမရှိခြင်းရဲ့အပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေဟာဘေးဒုက္ခကိုတတ်တာဤမတတ်တာဤမချီးမဆက်ခံစားရဤတတ်တံတတ်တာဖြတ်တန်းရဤဆိုတာကွာခြားသွားတာပဲဖြစ်တယ်။ဒါကြောင့်ကျွန်တော်နိုင်ငံမှာဘလို့ဘေးတဘာဝဘေးအန္တရာယ်တွေထက်ဖက်စစ်မင်းအောင်ရဲ့ဘေးဒီစစ်တပ်ရဲ့ဘေးဟာကြီးမားနေတယ်ဆိုတော့ အချက်ကိုတော့ကျွန်တော်ဒီမှာထပ်လောင်းပြီးပြောကြပြလိမ့်ကျွန်တော်တို့ဟာ passive sector ပြုတ်ကျဖို့အတွက်ကျွန်တော်တို့နိုင်ငံရဲ့ပြဿနာရေးသားမြင့်ဟာတဘာဝဘေးအန္တရာယ်မဟုတ်ဘဲ passive sector တာဖြစ်ကြောင်းထပ်လောင်းပြောကြပြလိမ့်ကျွန်တော်တို့ဒေါ်လာပြည်သူလူထုကိုလည်းပြည်သူ့မှပြည်သူတို့အစီအစဉ်နဲ့ငလျင်ကိုဝင်းရံတင်းတလောက်ဝင်းရံပြီးသွားပြီဆိုရင်ဒီဒေါ်လာရေးပေါ်မှာ passive sector ပြုတ်ချဖို့ပေါ်မှာအာယုံစိုက်ကြဖို့အတွက်ကျွန်တော်အနေနဲ့အထူးပဲမြေတားရက်ခံလိုပါတယ် ကျွန်တော်တို့ရဲ့ຫນွေဥတော်လိုက်အောင်ရမည်